မင်လာပါရှင်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်တူအန်နာပါဒီနေ့ Attack on Titan ဇလန်တဲ့ကဘလူးတွေအကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကတိုင်တန်တွေဟာဘလူးကုံမျိုးတွေမှာအထင်သေးခံရတဲ့အမျိုးအစားဖြစ်တဲ့အတော့တင်ဆက်ပေးလိုက်ပါတယ်ဒီကောင်းတွေကိုကြမ်းတယ်လို့ပြည်သက်ကြီးထင်ပါတော့ဒီနေ့ကတော့ကတိုင်တန်တွေရဲ့နောက်ကျောင်းရာဇဝင်တွေစွိုင်းရီနဲ့အတူတူရှေ့တုန်းကကတိုင်တန်တွေရဲ့ဒီဇိုင်းပိုင်းတွေကိုပြောပြသွားမှာပါ မစားခင်တခုပြောပြချင်တာကတော့ Attack on Titan ရဲ့ဘက်ကရှင်တိုးဖြစ်တဲ့ Asara Yama ကဒီဘလူးရဲ့ဒီဇိုင်းကိုရေးဆွဲတဲ့အခါမှာအတက်လက်လူပိုင်းလူတယောက်ပုံစံရေးဆွဲခဲ့တာဖြစ်ပါတယ်။ကာတိုင်တန်ကိုပထမဦးဆုံးအကြိမ်အဖြစ်မန်ဂါမှာစတင်ပွဲထုတ်ခဲ့တဲ့ပုံနဲ့အနမီမှာထုတ်လာခဲ့တဲ့ပုံကွာချမှုရှိတာတွေ့နိုင်ပါတယ်။မန်ဂါဘာရှင်မှာတော့အတက်လက်ပိုင်းလူရဲ့နာမည်က Oliver Pick ဖြစ်ပါတယ်။ Oliver ရဲ့မျက်နှာပုံစံရေးဆွဲထားတာတွေကို online မှာတွေ့နိုင်ပြီး ကတိုက်တန်းမူလပုံစံနဲ့တိုက်ကြည့်ရင်သူဆိုရသေးချာသိနိုင်ပါ रे ။ Israyama အတွက်ခံကောင်းတာတစ်ခုကတော့ဒီကတိုက်တန်းတဲကလူကို မာလီခေကလာမတိုင်းခင်အထိရှုံလုံးဖို့ပြောစရာမလိုခဲ့အတွက်ဇက်ကောင်ဒီဇိုင်းတစ်ခုလုံးကိုတေးချပြန်ဆဲစာပီတီဆောက်ဖို့အချိန်လုံးလုံးလောက်လောက်ရရှိခဲ့ပါ रे ။အနမီရဲကတိုက်တန်ကိုပွဲထုတ်လာခဲ့တဲ့အချိန်မှာတော့ပီကိုရင်းမြစ်တစ်ခုရဲ့မမိမတယောက်အဖြစ်သတ်မှတ်ခဲ့ပါရီ။ဒါကြောင့် အိုလီဗာဟာအန်နမီရဲမပေါ်လာခြင်းမရှိတော့ပါဘူး။လူရီနာမှုကြပြီးတက်တဲလုံးလိုက်မဲ့ဇက်ကောင်ကအဖေပေါ်စံပေါင်းနေတဲ့ဇက်ကောင်ထက်ပိုကောင်းမယ်လို့အစ္စာယမတယောက်တွေးနေခဲ့ပုံပါပဲ။ကာတိုက်တန်ရဲ့စွိုင်းရီအကြောင်းကိုဆက်ပြောလိုက်ကြရအောင်ပါ။ကာတိုက်တန်တွေကခြေလေးချောင်းထောက်ပြီးသွားကြတဲ့ကောင်လေးဖြစ်ပါရဲ့။သူရဲ့အဓိကစွိုင်းရီကတော့ခန္ဓာရဲ့စွမ်းမြင်မာတာပါ။ခန္ဓာရဲ့စွိုင်းရီဆိုတာကပုံစံအမျိုးမျိုးနီးလန်းအမျိုးမျိုးရှိပါရဲ့။ ။ဥပမာပြီးခါတခါတော့ကဘလူးပုံစံနဲ့လော်ရီအထီးကြောင်းလေးခဲ့ပူပါရယ်။မာလေးခေတ်ကာလအချိန်မှာပြီးခါဘလူးပုံစံနဲ့နှလားလုံးနေခဲ့ရတဲ့အတွက်ဂျိုင်းကြောင်းနဲ့လမ်းလျှောက်နေခဲ့ရကိုတရီထားမိခဲ့ကြမယ်ထင်ပါရယ်။လူပုံစံခြေနှချောင်းနဲ့နမရှောင်းနိုင်တာကြာသွားရင်နမ်းပြန်လျှောက်ဖို့တော့အချမ်းယူလေးကျဲရမှဖြစ်တဲ့အတွက်ဒါကယုတ်တိရှိပါရယ်။ဒါကြောင့်ပဲပြီးကစစ်တီရောအစီဝေးမှာလဲနေခဲ့ရဖြစ်ပြီးလေဘာထောက်သွားတဲ့အချိန်လူမိသွားတာပါ။ ကတိုက်တန်ရဲ့နောက်ထပ်စွာရဲ့တခုကတော့ဘလူးအသွင်ပြောင်းလဲတာတွေကိုစတိုင်ပြုလုပ်နိုင်တာဖြစ်ပါတယ်။စီးရီးရဲ့မှာဒီလိုအသွင်ပြောင်းမှုအလုံးလိုက်ဆုံးကတော့အရန်ဒီကဖြစ်ပြီးအရီတုံးကလည်းတိုက်ခိုက်ရေးဘလူးတွေ၃ချိန်ဆက်အသွင်ပြောင်းလာမျိုးလုပ်ခဲ့ကြတာတွေ့ရပါပြီ။ကတိုက်တန်ကတော့စတိုင်အသွင်ပြောင်းမှုယာနဲ့ချီလုံးနိုင်တယ်လို့ပီကပြောပါတယ်။ဘလူးကိုတဲ့ပြက်စီပြီးလူကိုတဲ့ဘာမှမဖြစ်တဲ့အခါဒီစွိုင်းကတော်တော်လေးအတော်ဝင်ပါပြီ။ ခတ်တိုက်တန်းကိုကုန်ပစ္စည်းတွေတန်ကြပ်ကောင်းရီလက်နက်တွေတပ်ဆင်ကြပြီးရန်သူတွေစီချီကတ်တိုက်ခိုက်ခုစစ်တမတ်ကြီးအဖြစ်နဲ့ပါအသုံးပြုပါရယ်ဒီဘလူးရဲ့ကြိုက်အားကလည်းအရန်ကိုကြီးမပြီးပါဇက်အပြဲကြီးနဲ့ကြိုက်တက်တဲ့ဂျောတိုက်တန်းလောက်ကိုပြင်းထန်ပါရယ်ဒါရီမကပဲလေးဘက်၆ပြေးသွားတဲ့အတွက်အရန်မြန်ဆန်ပြီးဒီပိုင်းနဲ့ဟန်ဂျီတို့ကိုအလိုက်ဖမ်းနိုင်တဲ့အတွက်သူ့ရဲဘော်တွေကိုကယ်တင်နိုင်ခဲ့ပါရယ်အခုကတော့ဘီကင်းနောက်ကြောင့်ရာဇဝင်လေးကိုပြောပြသွားပါမယ် ဒီနောက်မှာတော့ရှစ်ခဲကတိုက်တန်တွေအကြောင်းတင်ဆက်ပေးသွားပါမယ်။ပြီးကလီဗာရီယိုမျိုးကမာလီစစ်တီရောတယောက်ဖြစ်ပြီးကတိုက်တန်ကိုစက်တန်နှစ်လောက်ပိုင်းဆိုင်ထားသူဖြစ်ပါတယ်။ငငယ်ရက်ကပြီးကိုသူ့အဖေကပဲကျွေးမွေးပြုစုဆောက်ရှောက်ခဲ့ပြီးစီရီတဲမအမေဖြစ်သူကတခါမှမပါခဲ့ပါဘူး။တည်သွားတော့ဖြစ်နိုင်ပေမဲ့အတိအကျတော့မသိပါဘူး။သူမကလေးဘွားတော်ကသူမအဖေဟာယောဂအပြင်းထန်ခံစားခဲ့ရပြီးကုသဖို့လိုအပ်တဲ့ဈာမကြီးဆောင်ရှောက်မှုကိုမရခဲ့ပါဘူး။ စစ်တပ်ကမိသားစုဝင်တွေကိုကြမ်းမာရေးဆောင်ရှောင်မှုမပေးတဲ့အတွက်ပြီးကမော်လီစစ်တပ်ထရေကိုဝင်ရောက်ခဲ့ပါတယ်။အချိန်ကြာလာတဲ့အမြောက်ပြီးကဘလူးကိုစက္ကန့်ဖို့အတွက်ရှင်ပြန်ရတဲ့ပြိုင်ပွဲ9ရက်ထဲကတယောက်ဖြစ်လာပါတယ်။ပြီးကတခြားအသရေထက်အမြင့်အယုံဆိုးရှောက်ပြီးတခုခုမလုပ်ခင်အမြဲစူးစမ်းလေ့လာနေလေးရှိပါတယ်။ဘလူးရွေးချယ်တဲ့အခါမှာတော့ပြီးကကတိုင်တန်ကိုရရှိခဲ့ပြီးရှန်သူနိုင်ငံကိုကျူးကျော်တဲ့နေရာမှာချက်ချင်းအကူအညီပေးခဲ့ပါတယ်။ ကတိုက်တန်ကြောင့်သူရဲ့တက်တွေဟာနေပြူဟာတွေချဲ့ထွင်လာနိုင်တယ်ဆိုတာပေါ်မူကကြေမှတ်ခဲ့ပါတယ်။နေပြူဟာတခုကတော့ကတိုက်တန်ကတန်ကြကဘလူးကိုအသွင်မပြောင်းခင်ရန်သူရဲ့ထိခိုက်မခံနိုင်တဲ့နေမြေနဲ့ခုံးဝင်ပြီးပို့ပေးရဖြစ်ပါတယ်။ဒီနေပြူဟာကိုနောက်နှစ်ပေါင်းများစွာအကြာရှီကန်ရှီနာတိုက်ပွဲမှာအသုံးပြုခဲ့ပါတယ်။အဲ့ဒီအချိန်မှာဇီကီကလည်းပစ်တိုကိုကိုညီတိုက်ခိုက်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ PK အဖေကလည်းဇီကီတို့ကိုကူညီပေးခဲ့ပြီးသူရဲ့တူတဲတော်သမီးလေးကအဖေဖြစ်သူကိုကဲတင်ဖို့သူမကိုယ်တိုင်အသက်တုံးမဲ့လမ်းကိုရွေးချယ်ခဲ့တဲ့အတွက် PK အဖေမျက်ရည်မိုးလျှော်ခဲ့ရပါတယ်။ဒုက္ခဘုံဂျွန်ကိုမာလီတို့ကြူကြော်တဲ့အခါမှာစစ်တပ်ကဇီကီနဲ့ PK တို့ကိုလီဘော်ရီတို့မှာပဲနေခဲ့ဖို့ရွေးချယ်ခဲ့ပါတယ်။ဂျန်တိုနိုင်ငံတွေကဇီကီနဲ့ PK တို့ရှိတာနဲ့ရင်ကြောင်လန့်နေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ငောင်းခဲ့ကြတဲ့အထီးမလေးအဖွဲဟာရိနာရိုစီကပါသတင်းမမရရှိခဲ့တဲ့အတွက်ကြန့်ရှိရဲ့စစ်တီတော်တွေကမာလီယန်ဂျဲမတ်အနေငယ်နဲ့ပဲဒုက္ခပုံကျုံကိုတောခဲ့ရပါတယ်အဲဒီအခါမှာတော့ကတိုက်တန်ကရိခပစ္စည်းနဲ့အတူစီကီရဲ့ကြောရိုးအရေးကိုထည့်ထားတဲ့ကတ်စပူတွေကိုတင်လာပါ ಯಿ ဒီကတ်စပူဟာလူတွေကိုဘလူးအဖြစ်ပြောင်းလဲတဲ့နေရာမှာတုံးခဲ့တာဖြစ်ပါတယ်လနေငယ်ကြမှာတော့ချီကန်ရှိနာတိုက်ပွဲမှာလည်းပီကိုတယူပိုးဆောင်ရင်းနေရာမှာထပ်တုံးခဲ့ပါတယ် ဒါရင်မကသေးပဲပြီးကတော်ဝင်ကြရဲမစရင်ကိုလည်းကင်းထုတ်သွားလေးလာခဲ့ပြီးဂျဲဘော်တွေကိုကင်းထုတ်တွေလာနေပြီဆိုတော့အတိပေးနိုင်ခဲ့ပါရဲ့တိုက်ပွဲတွေမှာလည်းပြီးကတန်ချက်ကဘလူးကိုတဲပို့ပေးတာနဲ့ကုန်ပစ္စည်းတဲယူပို့ဆောင်ရေးကိုလုပ်ခဲ့ပါရဲ့ပြီးကအကြီးမားဆုံးအောင်မြင်မှုကတော့တကိုရဲစီကီနဲ့ရိနာတို့အသက်တွေကိုကဲခဲ့တာပါလျောက်လုံကရန်သူကင်းထောက်တွေရိုက်တာကိုခံနေရတဲ့အချိန်ကတိုက်တန်ကအလင်းမြန်နဲ့ရဲဘော်တွေကိုရန်သူလက်ထက်ကကဲတင်ခဲ့ပါတယ် ဘလူးရဲ့ဒီဇိုင်းကတော့ရှေ့လျရတဲ့ပါဇက်ရှိပြီးမူလဒီဇိုင်းနဲ့မတူပဲကိုင်းနိုင်တဲ့အင်အားကိုတိုးပေးလိုက်တာဖြစ်ပါတယ်။ PK ဘလူးဟာမတည့်ရအနေအထားနဲ့ဆိုရင်၄မီတာလောက်အမြင့်ရှိပါတယ်။ဒီရအကောင်တက်ဆင်ထားတဲ့အခါမှာလည်းပါဇက်ကိုတန်ချက်ကတက်ထားပြီးကျောပေါ်မှာတော့တနတ်တွေကိုတန်ချက်ကနဲ့တွဲပြီးဝစ်ဆင်ထားပါတယ်။ဒီကောက်ကိုဝေးရတဲ့အတွက်ပြောလိုက်တာဒီကောက်ကတော့ peak မှာ blue ray လို့မှကြောရဲခန္ဓာကိုမရှိလို့ဖြစ်နိုင်ပါတယ်။ဒါကတော့အခုထိမေကွန်ထုတ်စီအနေနဲ့ရှိပါတယ်။ အခုတော့တမိုင်းတလျှောက်ပေါ်လာခဲ့တဲ့ playing blue ရဲ့အကြောင်းကိုပြောပြသွားမှာပါပထမဦးဆုံးရှေးဟောင်းကတိုင်တန်ကတော့အိုခါပီကတိုင်တန်ဖြစ်ပြီးအမင်ကိုမျိုးချခဲ့တဲ့ဘလူးဖြစ်ပါတယ်အခါပီကမျိုးချခဲ့တဲ့ပုံစံကပီကတယောက်စီကီကိုကဲဖို့အတွက်ဖြိုချဖို့ကြိုးစားခဲ့တဲ့ပုံစံနဲ့တူပါရီတီတိုင်တမ်ပေါ်လာတဲ့အထိအခါပီဆိုရဘာကောင်မမတိကြတဲ့သူခံမြများပါအခါပီတွေကတက်ကလအုံမျိုးနဲ့ဝင်တွေ့ဖြစ်ပြီးကဘာပေါ်မှာအရင်အတွက်၃000ခွဲလောက်သာကျန်ပါတယ် မြင်းတဲ့အတိုင်းဒီဘလူးကတာမန်ကတိုက်တဲ့အမျိုးအစားအရွယ်သားရှိပြီးအထင်ရှားဆုံးအမှတ်သားကတော့တလိဆန်ကောင်းပါရှိရပါအရင်ခေတ်ကကတိုက်တန်တွေဟာတလိဆန်လိုကောင်းတွေရှိပါတယ်ပထမဦးဆုံးကတိုက်တန်မှာတော့မြင်းကောင်းပါရှိပါတယ်ဥခပီစရာကလည်းတလိဆန်ကောင်းပါလာတာကလွယ်ရင်ဘာမှတိတ်မထူချပါဘူးလက်တွေမှာတော့ဥခပီတလိဆန်မှာရှေ့လျားတဲ့ရှာရီရှိပြီးဒီရှာရီနဲ့နားမျက်စိတွေကိုတန်ရှင်းရလောက်ကြပါတယ် အတက်ကွန်တိုက်တန်တဲမှာတော့ဥခပီကအမင်ကိုမျိုးချတဲ့နေရာမှာရှေလျားတဲ့ရှာရီကိုအုံပြုခဲ့ပါတယ်။နောက်ထပ်တစ်ကောင်ကတော့ဝင်းပလွေကတိုက်တန်ဖြစ်ပါတယ်။အခန်း125မှာဒီဘလူးနှစ်ကောင်ကိုတွေ့နိုင်ပြီးပုံစံတွေဆင်တူကြပါရီ။တိုက်တန်တစ်ကောင်နဲ့ရဂျာရမီတောင်စုဝင်တွေဟာပုံတံဆင်တူကြပါရီ။ဒီအချက်ကိုတော့လီဂါရဲ့ညီကိုကိုကြည့်ပြီးသိနိုင်ပါရီ။ အထပ်ပိုင်းကအနာရှိရဲ့မိသားစုတစုကကာတိုက်တန်ကို200နဲ့ချီဖန်းစားခဲ့ပြီးဒါကိုကြည့်ရင်ဝင်ပလွေဘလူးတွေကတမိသားစုရဲ့ဆိုတာသိနိုင်ပါတယ်။ဝင်ပလွေခေါင်းတွေရှိကြတာကသူတို့ထူခြားချက်ဖြစ်ပြီးပြီးကဲကရာချက်ပုံများမယ်လို့ထင်ရပါတယ်။ဒီချက်ဘလူးကတော့လက်ရင်ဘလူးဖြစ်နိုင်ပေမဲ့လက်ရင်ဘလူးကြော်ဘလူးနဲ့တာရဲ့ဘလူးတို့ဆက်ထားတာဖြစ်နိုင်ပါတယ်။ပထမဦးဆုံးဘလူးတေဆုံသွားတဲ့ခါတော့ကသူ့ရဲ့စွမ်းအားတွေဟာတာနဲ့တမိစီခွဲပြီးရောက်သွားပါတယ်။ ဒါကြောင့်တမိုင်းတရှောင်းမျိုးဆက်ဘလူ၃កောင်လောက်ရှိမယ်လို့ထင်ရပြီးဒီမီចောင်းပုံစံနဲ့ဘလူကဒီရက်ကတကောင်ဖြစ်နိုင်ပါ ರಿ ဒီဘလူဟာတခြားကတိုင်တန်ဘလူတွေလိုအရွယ်အစားရှိပြီးရှေးရဲ့ပါဇက်တွေကိုလည်းပိုင်ဆိုင်ထားပါ ರಿ တလေးဆက်လို့အသွင်ပြင်တွေရှိပြီးအမီးလည်းရှိကကြောမာလည်းအစိုးရပါပါ ರಿ ဒါတွေကတိုင်ဘလူတွေမှာရှိတဲ့အသွင်ပြင်တွေဖြစ်ပြီးကြောဘလူလို့ရှေးလျားတဲ့လက်သေးတွေရှိနေတာဖြစ်ပါ ರಿ ဒါကြောင့်ဒီတိုင်တန်ကဘလူမျိုးစိတ်၃ခုပေါင်းထားတဲ့မျိုးဆက်ဘလူဖြစ်နိုင်ပါ ರಿ ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အစောကြီးကြည့်ပေးရတော့ကျေးဇူးတင်ပါတယ်